2026ဘန်နာနဲ့အတွဲမှာအမေရိကန်နိုင်ငံဟာဒုက္ခသည်အရေအတွက်စံချိန်တင်အ ਨੇ ဆုံးပမာဏအဖြစ်8500သာလက်ခံသွားဖို့သမ္မတဒေါ်နယ်ထရန့်ကသတ်မှတ်ထားတယ်လို့အိမ်ပြော်ကအော်တိုဘာလ30ရက်နေ့မှာထုတ်ပြန်တဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်စတေမာလ30ရက်နေ့ရက်စွဲနဲ့မှတ်တမ်းတင်ထားပြီးတော့တလာနီးပါးအကြာမှာထုတ်ပြန်လိုက်တဲ့ဒီဆုံးဖြတ်ချက်မှာထရန့်ဟာတောင်အာဖရိကနိုင်ငံက အာဖရိကနာလို့ခေါ်တဲ့လူပြူလူနည်းစုကိုဦးစားပေးလက်ခံမှုပြောဆိုထားမှုပါပါရှိပါတယ်။လူမဲလူများစုဖြစ်နေတဲ့တောင်အာဖရိကနိုင်ငံမှာအာဖရိကနာလူပြူတွေဟာလူမျိုးရေးအရခွဲခြားဆက်ဆံခံရရတယ်လို့ထရန့်ကစွပ်စွဲထားပါတယ်။တောင်အာဖရိကအစိုးရကတော့ဒီစွပ်စွဲချက်ကိုညှင်းဆို့ထားပါတယ်။ထရန့်ဟာဇန်နဝါရီလသမရဖြစ်ကလေးကဒုက္ခသည်လက်ခံမှုအားလုံးကိုရက်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ တောင်အာဖရိကကလူမျိုးတွေကိုလက်ခံပေးခဲ့တဲ့အတွက်ဝေဖန်မှုတွေရှိခဲ့ပြီးဒီအစီအစဉ်ကစက်တင်ဘာလအစောပိုင်းအထိအာဖရိကနာ138ဦးအမေရိကန်ကိုဝင်ရောက်ခဲ့ပါတယ်။ထရန့်သတ်မှတ်ထားတဲ့အရေးအတွက်ဟာသမရဟောင်းဂျိုးဘိုက်ရင်လက်ထက်2024ဘန်နာနှစ်မှာဒုက္ခတဲ့သသိန်းလက်ခံခဲ့တာနဲ့အင်မတန်ကြွားချနေပါတယ်။ဒီမိုကရက်အမတ်တွေကတော့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာကွန်ဂရက်လွတ်တော်နဲ့ဂျိုတင်တိုင်ပင်ခြင်းမရှိဘဲလှုပ်ဆောင်တာဖြစ်လို့တရားမဝင်သလို အကျုံးမဝင်ဘူးလို့ဝေဖန်ထားပါတယ်ခင်ဗျာ